သမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဂျေဆာသတင်းချန်နယ်မှာဒီကနေ့မတ်လ17ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မြတ်တရရက်ခံအပ်ပါရခင်ဗျာခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့နေကံဗျူဟာဂုံစကန်းတို့အဓိကအရေးပါတဲ့တောင်းဝန်းတချို့ကိုအေးတင်ပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်ရခိုင်ပြည်နယ်အန်နဲ့မကွေးတိုင်းအဆက်အံပရန်လမ်းပေါ်မှာရှိတဲ့ နယ်ရေးကန်လေချောင်းရံကာကွယ်ရေးဗျူဟာစကန်းတူအထက်အရေးပါတဲ့တောင်းဝန်တချို့ကိုအာရခတက်တော်အေအေးကတင်ပိုက်လိုက်တယ်လို့သတင်းရရှိပါတယ်။နယ်ရေးကန်လေချောင်းရံကာကွယ်ရေးဗျူဟာစကန်းအနီးနားမှာရှိတဲ့တောင်ကုန်းတွေနဲ့နယ်ရေးကန်ဗျူဟာစကန်းအောက်ဘက်မှာရှိတဲ့လင်းတဲချေးဝါမှာစကောင်းစီတပတ်ဝင်နေနေရာယူထားတဲ့နေရာတွေကိုအာရခတက်တော်အေအေးကယခုရက်ပိုင်းတွင်တင်ပိုက်လိုက်ခြင်းဖြစ်တယ်လို့မြေပြင်စည်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။အခုတိုင်ထားတာကဒီရက်ပိုင်းတော့မှနယ်ရေးကန်တောက်ထိပ်အောက်ကဂုံးတချို့နဲ့လင်းတဲရွာကစကားစားနေရာယူခဲ့တဲ့နေရာတွေကိုတင်ထားတာလို့ဆိုပါတယ်။ ယခုအေးအေးတင်ပိုက်လိုက်တဲ့တောင်ကုန်းတွေဟာနေကန်ပြူဟာစကန်မကြဆုံးစိတ်ရေးအဓိကခိုးကန်ပေးနေတဲ့နေရာတွေဖြစ်တယ်လို့သိရပါတယ်။ယခုလိုတင်ပိုက်မှုနဲ့ပတ်သက်ပြီးအေးအေးကတစုံတရာတရင်ထုတ်ပြန်ခြင်းမရှိသေးတာကြောင့်အေးအေးရဲ့ပြောခွင့်ရသူဦးခိုင်းဒုက္ခကိုစက်တွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။လက်ရှိမှာဆိုပါနေရာတွေကိုအေးအေးကတင်ပိုက်ပြီးတဲ့နောက်နေကန်ပြူဟာကုန်းထိုင်စကန်ရှိတဲ့တောင်ထိပ်ကိုအေးအေးကရောက်ရှိလာနေပြီလို့လည်းသိရပါတယ်။ဒါပြင်တစ်ဖက်မှာလည်းနရေကန်ထိုင်စကန်ကိုစကူလာတဲ့မကွေးဘက်ကစကြောင်းရာနေချီဟာလဲအေးနဲ့ဒေါ်လိုင်းတစ်ဖွဲ့များရဲ့ဂျားပြတ်တက်ခိုက်မှုကြောင့် ဗျိုကွဲထွက်ပြေးနေတယ်လို့တရားခံမျိုးသားတဦးကပြောပြပါတယ်။အေးနဲ့ဒေါ်လိုင်းတပွဲတွေကသူတို့ဝိုင်းတိုက်တော့စစ်ကြောင်းတွေဗျိုကွဲထွက်ပြေးနေကြတယ်လို့ပြောဆိုပါတယ်။လက်ရှိမှာနိုင်ရေးကန်တောင်းတိုက်စခန်းဖြစ်တဲ့လက်နက်ကြီးအထိုင်ဂျာမန်ဆံမြအခိုင်အမာနဲ့တိစောက်ထားတဲ့စခန်းကိုအေးကတိုက်ခိုက်နေပြီးစကောင်းစီဘက်ကဒရုန်းနဲ့လေကြောင်းကိုအဓိကတုံးကတိုက်ခိုက်နေတယ်လို့သူတို့ကပြောပါတယ်။စကောင်းစီဘက်ကဒရုန်းတွေပို့တုံးလာတယ်။လေကြောင်းကနေလည်းပုံကျဲတိုက်ခိုက်တယ်။တိုက်ပွဲကဆက်လို့ပြင်းအောင်အင်အားတွေကလည်းဖြည့်ထားတယ်လို့၎င်းကပြောဆိုပါတယ်။ ဒါပြင်ဘေးကတဲ့ရပိုင်းတို့ရဲ့မကွေးကနေလာတဲ့စကုအင်အားရာနေချီကိုစကောင်းစကပဒန်းဆုံကုံတက်များမှတစ်ဆင့်နိုင်ရီကန်တိုက်ပွဲသို့စကုပို့ထားတယ်လို့သိရပါတယ်။အဆိုပါနိုင်ရီကန်လေချောင်းရံကာကွယ်ရေးပြုဟာစကန်းကုံဟာလက်ရှိအေအေနဲ့တော်လိုင်းရေးတပ်ဖွဲ့များရဲ့ထိုးစစ်ကိုစကောင်းစီရဲ့မကွေးတိုင်းမှာရှိတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံတို့မရောက်ရှိနိုင်အောင်ကာကွယ်နေတဲ့စကန်းကြီးတစ်ခုဖြစ်တယ်လို့စည်ရေးသိရှိသူတွေကပြောပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ရခိုင်ပြည်နယ်မှာစတက်နဲ့ဆန်းရွက်တဲ့စီးပွားရေးသမားများရဲ့ဟိုတယ်မော်တယ်လုပ်ငန်းနဲ့ပိုင်ဆိုင်မှုများကိုအေအေကချိတ်ဖိတ်ပြီး စတက်ရဲ့ခရိုနီဦးကျောင်းတောင်ရဲ့ပိုင်ဆိုင်မှုတွေလည်းပါသွားကတန်တော်မျိုးငပလီကန်ချင်းမှာရှိတဲ့ဟိုတယ်များနဲ့အိမ်ယာစီမံကိန်းများအေးလောက်တို့ကြားရောက်မှုစကောင်းစင်တဲ့ခရိုနီတထေးများတို့အထင်းအဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိအာရကတတော်အေးအေးသိမ့်ပိုက်ထားတဲ့မျိုးနယ်များတို့မှာရှိတဲ့အချမ်းမစတက်နဲ့ဆန်းရွက်နေတဲ့ဟိုတယ်များမော်တယ်များလုပ်ငန်းများနေအိမ်များနဲ့စတက်ဘတ်တော်သားစီးပွားရေးသမားများရဲ့နေအိမ်များနဲ့ပိုင်ဆိုင်မှုများအလုံးကိုအေးအေးကချိတ်ပေးလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ရခိုင်ပြည်ကစီးပွားရေးလုပ်ငန်းရှင်ဦးကျောက်တောင်ပါဝင် စကောင်းစိန်နဲ့ခိုးလို့ဆက်တွေ့ပေါင်းတင်းနေတဲ့ရခိုင်စစ်ပွားရေးလုပ်ငန်းရှင်များကိုအေးအေးကရေးရွဆောင်ရွက်နေခြင်းဖြစ်ပြီးတော့လက်ရှိဦးကျောက်တောင်ကိုတိုင်ကလည်း၎င်းရဲ့ပိုင်ဆိုင်မှုတွေကိုတင်ဆက်ခံထားရတယ်လို့အင်တာဗျူးမှာအဝန်ခံထားပါတယ်။ဒါပြင်ဦးကျောက်တောင်ရဲ့အဆိုအရတောင်ခုံမြို့မှာအေးအေးကချက်ပေးလိုက်တဲ့ပိုင်ဆိုင်မှုတန်ဖိုးဟာအမေရိကန်ဒေါ်လာ9တန်းမှဒေါ်လာ6တန်းဝန်းကျင်ရှိပြီးတော့ဇယန်နရများဇက်လီ80စီနေအိမ်များမြေခွက်များနဲ့ထာဝရအောင်မြင်အိမ်ယာစီမံကိန်းတွေပါဝင်တယ်လို့သိရပါတယ်။လက်ရှိအေးအေးကဒိန်းယူထားတဲ့တန်တွယ်မြို့မှာရှိတဲ့ဟိုတယ်များနဲ့စီမံကိန်းများဆုံးရှုံးမှုဟာ ခရိုနီလုပ်ငန်းရှင်များနဲ့စကောင်းစီတို့အားထိနာဆုံးဖြစ်ခဲ့ကြောင်းဒါ့အပြင်ထို့သဖြင့်မြန်မာခရီးသွားလုပ်ငန်းတို့အားဆုံးရှုံးမှုကြီးဖြစ်ကြောင်းမြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အမှုဆောင်ဟိုတယ်လုပ်ငန်းရှင်တို့ကပြောပါတယ်ငပလီကန်ကြီးကိုဆုံးရှုံးရတာကတော့ဒီဟိုတယ်ပိုင်ရှင်တွေရောခရီးသွားလုပ်ငန်းတွေအတွက်ရောကအထိနာဆုံးပါပဲမြန်မာပြည်ရဲ့အလားဆုံးကမ်းခြေနဲ့ဟိုတယ်အကောင်းဆုံးတွေကငပလီမားလို့မြန်မာခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှအမှုဆောင်ဟိုတယ်လုပ်ငန်းရှင်ကဆိုပါတယ်ရခိုင်ပြည်နယ်တန်တော်မျိုးနဲ့မှာရှိတဲ့ကဘာကျော်ငပလီကန်ကြီးမှာခြေထုံးပွဲမှာခြေငါးပွင့်အဆင့်ရှိဟိုတယ်65လုံးရှိပြီးတော့ ဒံရွယ်မြို့ကိုအေးအေးကဒင်ပိုက်လိုက်တဲ့2024ခုနှစ်အစိုးလိုင်းလာအတွင်းဟိုတယ်များအလုံးဟာအေးအေးရဲ့လာအုပ်သို့ကြားရောက်ခဲ့ရတယ်လို့သိရပါတယ်။ငွေကျပ်ဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ငပလီကမ်းခြေမှာဂျန်ကားပွင့်ဆန်းရှိဟိုတယ်ပိုင်ရှင်အများစုဟာအကြမ်းဖက်ဆဲဟုပ်ဆုံးနဲ့နေဆက်သူများဖြစ်ကြပြီးတော့ရုရှားနဲ့အကောင်တွေပေါ်နေတဲ့ငပလီကမ်းခြေရုရှားဘန်းဖြစ်အင်ယာစီမံကိန်းဟာလည်းလက်လွတ်ဆုံးရှုံးသွားရပြီဖြစ်ပါတယ်။ငပလီကမ်းခြေမှာရုရှားဘန်းဖြစ်အင်ယာစီမံကိန်းတခုလုံဆောင်ခဲ့ပြီးရုရှားမြန်မာချစ်ကြည်ရေးတင်တဲ့မြန်မာဘက်မှ Treasure of Ngapli Development Company ရွှေပြောပြော trading company တို့က2022ခုနှစ်ဖေဖော်ဝါရီလမှာစာချုပ်ချုပ်ခဲ့ပါတယ်။ဒါပေမဲ့ Sopa Cement ကလည်းရပ်တန့်သွားပြီးတော့ AA ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။ဒါပြင်ငပလီကမ်းခြေမှာအကြီးဆုံးဟိုတယ်ဖြစ်တဲ့ချေငါးပွင့်ဆင်းရှိတဲ့ Chesme ငပလီ Resort ကိုစေကောင်းဆောင်မင်းအောင်လိုင်းနဲ့နေဆက်သူဦးကောင်းဆန်ကပိုင်ဆိုင်ပြီးတော့တတိကြီးဦးကောင်းကိုဝင်ပိုင်တဲ့ကမ္ဘောဇာအုပ်စုနဲ့လည်းဆက်နွယ်နေကအဆိုပါဟိုတယ်မှာလည်း AA ရဲ့ခြေပိတ်မှုကိုခံထားရပြီဖြစ်ပါတယ်။ Chesme ငပလီ Resort စပယ်ပြူငပလီဟိုတယ်ဟာ မယောင်းလိုက်တဲ့စနေငပလီခန်းချေတို့လာတိုင်းဒဲခိုလေရှိတဲ့ဟိုတယ်ဖြစ်ပြီးတော့ဒေါ်ဆန်းစိုးကြည့်နဲ့ထိုင်းဘီရင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့လည်းဒဲခိုခဲ့ပူပါတယ်အဆိုပါဂျန်ကားပွင့်ဆင်းရှိတဲ့စပယ်ပြူငပလီဟိုတယ်မှာခန်းခိုးစက်နှခန်းတီရှိပါတယ်ဒါပြင်မြန်မာပြည်ရဲ့ခရိုနီတထေးများဖြစ်ကြတဲ့ဦးတေစာဦးချစ်ခိုင်ဦးအောင်မျိုးမင်းနဲ့ဦးဝင်းအောင်နဲ့ဦးမြဟန်တို့ရဲ့ဟိုတယ်များကလည်းငပလီခန်းချေမှာရှိကြပြီးတော့အားလုံးကိုအေးအေးကချိတ်ပိတ်သိမ်းဆဲထားတယ်လို့သိရှိရပါတယ်ဦးအောင်မျိုးမင်းတင်ဟာစကောင်းဆောင်မယောင်းလိုက်တဲ့နေကတဲ့ခရိုနီတူဖြစ်ပြီး၎င်းမှာမြန်မာပြည်နဲ့ဟိုတယ်ဆန်နှလုံးရှိကာ ငပလီခန်းချင်းမှာအမေဇင်းဟိုတယ်ရှိပါတယ်။ဒါအပြင်အောင်မြုံမင်းတင်ဟာတန်တွဲဟိုတယ်ဆောင်ဥက္ကဋ္ဌလည်းဖြစ်တယ်လို့မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များတင်ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ဒါအပြင်အငိမ့်စားအနာရှင်ဟောင်းဒန်းရွှေရဲ့တာထုံနိုင်ရွှေအငိမ့်စားဒုတိယဖို့ချုပ်ကြီးမောင်ဝင်းရဲ့တမီဒေါ်နန္ဒအေးတို့ကလည်းငပလီမှာဟိုတယ်တွေပိုင်ဆိုင်ထားပါတယ်။ဒါအပြင်ငပလီခန်းချင်းမှာကဘာကျော်ဟယ်လ်တန်ဟိုတယ်လုပ်ငန်းစုနဲ့ပူးပေါင်းပြီးလေစိမ့်လန့်ဇေဖြူကုံရကွက်မှာဖွင့်လှစ်ခဲ့တဲ့ချင်ငါပွင့်ဆင်းရှိတဲ့ဟယ်လ်တန်ငပလီဟိုတယ်လည်းရှိပါတယ်။အဆိုပါဟယ်လ်တန်ငပလီဟိုတယ်ကိုအေးတင်အုပ်စုကော်မတီဥက္ကဋ္ဌနဲ့ မြန်မာရှေးဆောင်ပန်ပန်ရှင်ဦးချစ်ခိုင်တို့ကပိုင်ဆိုင်ပါတယ်။ငပလီမှာရှိတဲ့ဟိုတယ်အများစုဟာလင်းသာဈေးပြုကုန်ချိန်တော့စားတဲ့ရက်ကွက်များနဲ့ငပလီကမ်းခြေတစ်ချောင်းမှာပွင့်ထားကြပါတယ်။လက်တလောတန်တော်မျိုးငပလီကမ်းခြေမှာရှိတဲ့ဟိုတယ်65လုံးနဲ့အခန်းပေါင်း2000ကျော်ရှိကအာရခတ်တော်အေးကချိတ်ပိတ်ထားတယ်လို့ဆိုပါတယ်။ဒါပြင်အာရခတ်တော်အေးကချိတ်ပိတ်ကဒင်းဆဲထားတဲ့နေအိမ်များထဲမှာအိမ်လုံး60ပါဝင်ပြီးဘူဒီတောင်မောင်တော်မြောက်ဦးမင်းပြတောင်ကုတ်တန်တော်နဲ့ခွာမျိုးနယ်များမှာဖြစ်ကြောင်း ဘူတီတောင်နဲ့မောင်နော်ဒေသမှာမိုးစလင်လန်နက်ကင်ဖွဲ့များနဲ့ပတ်သက်ဆက်နွယ်သူများဒေါ်လန်ရီကိုနောက်ဆက်ခဲ့သူများရဲ့နေအိမ်များပါဝင်ကြောင်းသိရပါတယ်။ဆက်လက်ပြီးတမန်တင်ဆက်ပေးခြင်းတဲ့တင်ကတော့စကောင်းစီလာအောက်ခံမြန်မာရေးနံနဲ့တဘာဝတံငွေလုပ်ငန်းကိုဆိုဆယ်လန်နိုင်ငံကရေးရုံတန်ခတ်ပေးဆိုတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါတယ်။မြန်မာအချမ်းပတ်စကောင်းစီလာအောက်ခံမြန်မာရေးနံနဲ့တဘာဝတံငွေလုပ်ငန်း MOG ကိုဆိုဆယ်လန်နိုင်ငံကရေးရုံတန်ခတ်ပေးဆိုတယ်လို့ကြေညာလိုက်ပြီးတော့အဆိုပါပေးဆိုမှုကို Justice for မြန်မာကကြိုဆိုလိုက်ပါတယ်။ ဆူဆလန်နိုင်ငံကစကောင်းစီရဲ့အမိုဂျီလုပ်ငန်းကိုတံခါးပေးဆိုးမှုဟာ2022ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ဥရောပသမဂ္ဂရဲ့ရေယူတံခါးပေးဆိုးမှုအတိုင်းလိုက်ပါဆောင်ရွက်ခြင်းဖြစ်ကြောင်းယခုလိုအမိုဂျီပေါ်ဆူဆလန်နိုင်ငံရဲ့တံခါးပေးဆိုးမှုဟာမြန်မာပြည်သူများပေါ်ဂျိုးလုံးလျက်ရှိတဲ့ဂျမ်ဘတ်စတက်ရဲ့ဆက်စင်ရေးတို့ကဘဏ္ဍာငွေဖြည့်တင်းရေးကေဘောက်တစ်ခုကိုပိတ်လိုက်ခြင်းဖြစ်တယ်လို့ GFM ကဆိုပါတယ်။ရေနံနဲ့တဘာဝတံငွေလုပ်ငန်းဟာဆဲအုပ်စုတို့ကနိုင်ငံခြားငွေအများဆုံးရှာဖွေပေးနေတဲ့ရင်းမြစ်တစ်ခုဖြစ်ကြောင်းဆက်လက်နဲ့လေးရင်စိနဲ့ အခြားစစ်ဘက်ဆိုင်ရာထောက်ကူပြုပစ္စည်းများဝယ်ယူရမှာအသုံးပြုနေခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါ့အပြင်ဂျမတ်စတက်ရဲ့အချက်လက်များအရမြန်မာတဘာဝတံငွေတင်ပို့မှုမှာဒုံးလာတွင်အမေရိကန်ဒေါ်လာ148.9တန်းရှိခဲ့ကြောင်းအမိုဂျီပေါ်ဆက်ရနိုင်ငံကတန်ခါပေးဆိုးလိုက်ခြင်းဟာမချလ9ရက်နေ့ JFN ရဲ့တရင်ထုတ်ပြန်ချက်နဲ့တရင်ဖော်ပြချက်မှတဆင့်ဆူဇလန်အစိုးရပေါ်ဖိအားပေးတောင်းဆိုမှုတွေလှုံ့ဆော်ပြီးတဲ့နောက်မှာထောက်ပေါ်လာခြင်းဖြစ်တယ်လို့ JFN ကဆိုပါတယ်။ဒါ့အပြင်အမိုဂျီကနိုင်ငံတကာငိုလဲမှုများတွေအသုံးပြုနေတဲ့ လက်ရှိဆေးဥစုထိန်းချုပ်ထားတဲ့မြန်မာနိုင်ငံခြားကုန်သွယ်မှုပံမှာဆဆလန်နိုင်ငံမှာအပြန်အလှန်ဘဏ်ငွေလဲစနစ်ဆက်ဆံရေးများရှိထားကြောင်းဆဆလန်အမားကန်လုပ်ငန်းများဟာစကောင်းစီရဲ့ MOG နဲ့ဆွမ်းနွမှုများရှိနေပြီးဆွဲချေဆိုင်ကုမ္ပဏီတခုဟာ2021ခုနှစ်ဒီုံမြတ်မှာဓာငွေပိုက်လိုင်းတို့ကထဆင်းအမားကန်ကုမ္ပဏီဖြစ်ရွေးချယ်ခံခဲ့ရတယ်လို့ GF ကထုတ်ပြန်ပါတယ်။ EU တန်ခါပေးဆုံးမှုတွေနဲ့ခိုင်းနေတဲ့မြန်မာနိုင်ငံက MOG ကိုနောက်ဆုံးမှာတန်ခါပေးဆုံးဖို့ဆဆလန်ရဲ့ဆုံးဖြတ်ချက်ကိုကြိုးစားပါတယ်။အခုလိုချမှတ်လိုက်ခြင်းက EU တံခါးပေးဆိုမှုတွေကရေးကြီးတဲ့ကေဘောက်တစ်ခုကိုပေးလိုက်နိုင်ပြီးလင်းနေကြောကြာချမ်ပတ်ဆဲဟုစုကိုစမ်းကျင်ပြီးတော့ဒီမိုကရေစီတို့ရဲ့တိုက်ပွဲဝင်နေတဲ့မြန်မာပြည်သူတွေနဲ့တူတသားတဲ့ရှိနေကြောင်းသတင်းစကားပါလိုက်တာဖြစ်ပါတယ်။ဒါပြင်ကနေဒါ UK နဲ့ Australia နိုင်ငံတို့ကလည်းစစ်လန်ရဲ့လမ်းကြောင်းအတိုင်းကိုလိုက်ပါပြီးတော့ MOG ပေါ်တံခါးပေးဆိုမှုတွေအလျင်အမြန်လှုပ်ဆောင်ဖို့တောင်းဆိုပါတယ်လို့ JFN ရဲ့ပြောရေးစခွင့်ရှိသူမယက်နာမောင်ကဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မင်းအောင်လှိုင်ရုရှားမှပြန်ရောက်ပြီးတရားကြား ဒီရုပ်ဒုက္ခဆက်လက်နေပြီးတော့သူ့ရောက်ရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဆေကောင်းဆောင်ချမ်ဖတ်မင်းအောင်နိုင်ရဲ့ရုရှားပီလာရုခေးစင်ပြီးမှဒီုံနိုင်ငံအာဆီယံရေးရာဒုက္ခဆက်လက်တင်ရှိချောင်းကနေပြီးတော့ကိုရောက်လာပြီးတော့အချမ်းဖတ်စကောင်းစီနိုင်ငံသားရေးဝန်ကြီးတန်းဆွေနဲ့တွေ့ဆုံပါတယ်။မတ်လ9ရက်နေ့မင်းအောင်နိုင်ငံကရုရှားနိုင်ငံမှာနေပြီးတော့သူ့ပြန်လည်ရောက်ရှိပြီးတဲ့နောက်မတ်လ10ရက်နေ့မှာဒီုခိုးဆက်လက်တင်ရှိချောင်းဟာစကောင်းစီနိုင်ငံသားရေးဝန်ကြီးတန်းဆွေကိုနေပြီးတော့မှလာတွေ့တာဖြစ်ပါတယ်။ဒီုံမြတ်မှာနေဆက်ထိတာတစ်ချောင်းငင်းချမ်းရင်းနဲ့တင်းငင်ရေးကိုပုံပုံမြင့်တင်နိုင်ဖို့ ဒီအုံနေနဲ့ဆက်လက်ပူပေါင်းဆောင်ရွက်သွားရေးပြည်တွင်းငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်တင်းမြတ်ရေးလုပ်ငန်းစဉ်နဲ့သဆိုင်တာတွေဆုံးရွက်ခဲ့တယ်လို့စကောင်းစကားထုတ်ပြန်ထားပါတယ်။ဒါပြင်လည်းစက်ထစ်သားမှာရှိနေတဲ့ online လောင်းကစားများ online ငွေလိမ်ခိုင်းနေကိုလည်းပူပေါင်းတိုက်ဖြတ်ရေးကိစ္စတွေကိုဆုံးရွက်ခဲ့တယ်လို့စကောင်းစကားဆိုပါတယ်။စကောင်းစီဘက်ကတော့ရုရှားခရီးစဉ်ဟာအောင်မြင်တဲ့ခရီးစဉ်ဖြစ်ပြီးဒဝဲရေနဲ့စိတ်ကမှရုရှားတွေရင်းနှီးမြှုပ်နှံမဲ့ပြင်နျူကလ িয়ার ထပ်ပေါင်းဖို့တိစောက်ရေးစိုက်ပျိုးရေးလူစွာအရင်မြက်အာဂါသားနဲ့ဂျိုရူနီပညာအပါအဝင်နယ်ပယ်အားလုံးမှာပူပေါင်းဆောင်ရွက်မယ်လို့တင်ထုတ်ပြန်ထားပါတယ်။ ထုံးအောင်မင်းအောင်နိုင်ရဲ့ရုရှားအားကပ်ဖားရပါဆက်ဆံခဲ့မှုစင်ကာပူသတင်းစာဖွင့်ချဆိုတဲ့ဆောင်းပါရှင်ဆရာလာဆိုဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးကြပါမယ်။ကမ္ဘာစနစ်ကြီးဟာယခုကဆက်ဆုပ်ယုံရှားပွဲအဖြစ်ခူးပြောင်းလာတဲ့နေမြောက်နိုင်ငံငယ်လေးများပို့အင်အားကြီးတဲ့နိုင်ငံများကိုမဖြစ်မနေရုပ်ချိုးဖို့ဖြစ်လာပါတယ်။တချို့နိုင်ငံများကယခုကလေးကပင်ပျော်ပျော်ကြီးစိတ်ပါလက်ပါဦးညွတ်လာကြပြီဖြစ်ပါတယ်။အဆိုပါချက်အားထင်ထင်ရှားရှားသက်သေပြသွားသည်ကမြန်မာအချမ်းဘတ်စေကောင်းဆောင်ရဲ့ရုရှားခရီးစဉ်ပင်ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာမှာတော့ဒေါ်လာရင်းဘက်ကရည်တည်ပေးနေသူများက မယောင်းလိုက်မှပူတင်ကကိုမိုးရအဖင့်ဒလိတဆရိုချိုးနေတဲ့ပုံကိုပြင်းပြင်းထန်ထန်ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင်တိတာထင်ရှားခဲ့ရသည်ကပူတင်နဲ့တွဲဆုံစဉ်ပြောခဲ့သည့်များကိုတရားဝင်ထုတ်ပြန်ကြမှာပါရှိလာခြင်းဖြစ်ပါတယ်။မယောင်းလိုက်ရဲ့ပြောကခရင်မလင်းရဲ့ကြေညာချက်ထဲမှာအစွေတော်ရဲ့ဦးဆောင်မှုအောက်မှာရုရှားဟာကမ္ဘာနံပါတ်၁ဖြစ်လာတာကိုအစွေတော်တို့ကခုံယူမိကြောင်းပါရှိခဲ့ပါတယ်။ဒါအပြင်ဆိုတော်အားလည်းရုရှားခေါင်းဆောင်ဖြစ်တာမကကမ္ဘာခေါင်းဆောင်ကြီးလို့ပင် ပြောလိုကြောင်းအစွေတော်ဟာကမ္ဘာတည်ငြိမ်ရေးကိုစောင့်ကြည့်ပြီး အစားစားရရာစိတ်မှန်ခံခွဲနေတဲ့အတွက်လည်းဖြစ်တယ်လို့လည်းပြောပြပါမယ်။ဒါပေမဲ့ထုံများလောက်ဖော်လန်ဖားလုံးုံနဲ့ရမသွားသေးပါ။ရုရှားနဲ့မြန်မာဆက်ဆံရာမတင်မရှားဗုဒ္ဓဗျာဒိတ်တော်ကိုဆွဲထုတ်ခါရခင်ကချွန်မင်းကြီးဖြစ်သူလို့ပင်ချီးကျူးပြပါမယ်။ဘူတင်က၎င်းကခုလိုထူးထူးခြားခြားပြောလာတာကိုအတိမတ်မပြုခဲ့ပေမဲ့လည်းခြေဆိုးတင်တဲ့အကြောင်းတော့ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။ဘူတင်ကိုဖြုံဖီးနေတဲ့မျက်နှာကြီးနဲ့အာရပါရပွေးဖက်နှုတ်ဆက်ခဲ့မှုနဲ့မော်စကိုစကားဖွဲ့ကြီးတို့စင်ချောက်ကောင်ပေးခဲ့မှုတွေဖြစ်ပါလိမ့်မယ်။ ထုံများလောက်ကပားရပါနဲ့ရှက်ပွဲကောင်းတဲ့လောက်ရရှိမှာမဟုတ်လို့ဝေဘန်းသူတဦးကလည်း X မှာရေးသားထားပါတယ်။ရေးစရာမဟုတ်ပါ။ရေးစရာဟာတာဖြစ်ခဲ့တာကိုခဏဘေးဘဲတာပြီးမြမရေးလေးလာသူများကတော့တာမန်ဘေးတွက်ဇလန်တပုတ်မဟုတ်လို့တတိပေးလာကြပါတယ်။တကယ်တမ်းမှာ၎င်းတို့ယုံမထွက်နိုင်ဖြစ်နေတဲ့ပရိပခကြီးရဲ့လာရကိုပြပြတတပြောင်းလဲပြစ်နိုင်ရန်ရုရှားနဲ့နဆိုင်စွာမာမိတ်ပြုလို့မှုကိုထင်ရှားစေတဲ့အခိုင်လုံးနဲ့အကြောင်းပြချက်တွေလို့ဆိုပါတယ်။မယောင်းနဲ့ဟာရုရှားတို့အချိန်ပေါင်းများစွာတွားရောက်ခဲ့ပြီးပြစ်ပေးမယ်လဲ။ ယခုထိချိန်ဟာပထမဆုံးချိန်တရားဝင်ခရီးစဉ်ဖြစ်နေတာကြောင့်၎င်းနေနဲ့အလွန်ကို2500ဖြစ်နေရတယ်လို့နိုင်ငံကချက်တဲများလေးလိုက်ရေးဖွဲ့မြန်မာတာဝန်ခံ Richard Wu ဆေကပြောပါတယ်။၎င်းဟာထွန်းအစိုးရမှဆင်လာမဟာမိတ်များကိုချောက်ခိုင်းပြီးရုရှားဘက်ရင်းနဲ့အယူကြီးနဲ့လည်းတိုက်ဆိုင်လာနေပါတယ်။ထရမ်မှာပူတင်ကိုကြားကန်ပေးလာနေခြင်းဟာရုရှားမြန်မာဆက်ဆံရေးကိုထပ်လို့အသက်သွင်းဖို့လိုလာခြင်းဟာယခုခရီးစဉ်ရဲ့နောက်ကန်အကြောင်းရင်းလည်းဖြစ်တယ်လို့ဆိုထားပါတယ်။ကမ္ဘာလည်းမှာပြန်ပြီးတော့ခေါင်းထောင်းလာတဲ့ရုရှားဟာ ၎င်းတို့တို့ကတဏမန်ရင်းနဲ့ရင်းနှီးမြုပ်နှံမှုပိုင်းမှာပို့ပြီးတော့တကူထွာလာမယ်လို့မယောင်းနိုင်ရဲ့ယုံကြည်မှုခိုင်မာလာခဲ့ပါတယ်။ဒေဝဟာမြန်မာမှာဩစာညောင်းလာနေပေမဲ့လည်းရုရှားရဲ့ဒရုန်းနဲ့တိုက်လေယာဉ်များဟာဒေါ်လန်ရဲ့အင်အားစုများကိုဟန်ထားနိုင်ရင်မှာအဓိကနေရာမှာရှိနေဆဲဖြစ်ပါတယ်။လေကြောင်းမှာအင်အားကိုတိုးပြီးတော့သုံးပြလာနိုင်ခြေရှိလို့အာနာတိန်ဖွဲ့ရဲ့ဒါဇီယာနေတဲ့တကူတဲတော်အကြောင်းလည်းဖြစ်ပါတယ်။မယောင်းနိုင်ရဲ့ခရီးစဉ်အတွင်းကာကွယ်ရေးနဲ့ပတ်သက်လို့သဘောတူညီချက်မျိုးချုပ်ဆိုခဲ့ခြင်းမရှိပေမဲ့လည်းမယောင်းနိုင်ကတော့၎င်းရဲ့လေကြောင်းမှာဒါဇီယာနေမှုကိုဆက်ပြီးတော့ထိန်းထားနိုင်ရန် ရုရှားရဲ့ချက်တိုက်လေယာဉ်များနဲ့ရဲရဲများကိုမျက်စိကျနေတယ်လို့မြန်မာနဲ့ရုရှားရဲ့ဆက်ဆံရေးကိုလေးလာနေတဲ့ယူဆိုအီရှာအင်စတီကျူမှဒေါက်တာအီယန်စတိုရီကထောက်ပြခဲ့ပါတယ်။နားလည်မှုစာချုပ်လောက်ဆယ်ကူခန့်လက်မှတ်ရေးထိုးခဲ့ရမှာထူးထူးခြားခြားဖြင့်နျူကလ িয়ার စွမ်းရည်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးပါပါဝင်လာခဲ့ပါတယ်။အကြမ်းမဲ့စကောင်းစီရဲ့ပြောခွင့်ရမှာ၁၃၀မီဂါဝက်နျူကလ িয়ার ဓာတ်ပေါင်းဖို့တည်ဆောက်ဖို့ရှိနေတယ်လို့ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ဤတွေကပင်အနေနဲ့ချက်ပေးတဲ့အဖြစ်လာပါတယ်။မြန်မာရေးလေးလာသူဒေးဗစ်ကော့မက်တီဆာမှာ နျူကလ িয়ার အငြိမ်းချမ်းရေးတွက်သုံးသွားမယ်လို့ဆိုပေမဲ့လည်းလန်နက်ဖြစ်လေဝက်စွာပြောင်းလဲသွားမယ်ဆိုရင်မကင်ဖြစ်မှုများရှိနေမှာသာဖြစ်တယ်လို့ဆိုပါတယ်။ဒေါက်တာစတိုရီကတော့မိသူကငွေထောက်ပံ့မြင်နေမိသူကတာဝန်ယူလက်ပတ်ပေးမြင်နေနဲ့နိုင်ငံတကာအနှုံးမြို့အေဂျင်စီမှကြီးကြပ်စစ်ဆေးမှုရှိမိလို့ဆိုတဲ့မေးခွန်းများတွက်ဘေးအနီးဖြစ်နေရဆဲလို့ဆိုပါတယ်။မိသူပင်ဆိုစေမင်းအောင်လိုင်အာနာတင်းပြီးနောက်မှာနိုင်ငံချီခဲဖြစ်တရားဝင်တော်ရောက်ခွင့်ရတဲ့ခရီးစဉ်လည်းဖြစ်ပါတယ်။မတီဆန်ကမင်းအောင်လိုင်မှာဩစာတကင်းမှာရှိလာတဲ့ပူတင်ရှိပြီးဒပန်ပူတင်ဘက်မှာထွန်းရှိနေပြီဖြစ်တယ်လို့ထောက်ပြခဲ့ပါတယ်။ တရုံမှ၎င်းတို့အားထိန်းသိမ်းသိမ်းသိမ်းဆက်ဆက်နေပုံနဲ့အပုံကြီးခွာခြားသွားတယ်လို့ဗလာဒီဗော့စတော့အရှေ့ပြားတက္ကသိုလ်မှဗမောက်ခအာယွန်လူကင်ကဆိုပါတယ်2024လနိုဝင်ဘာလတရုတ်ခေးဆက်မှာမင်းအောင်လိုင်ဟာကိုမင်းမှကြော်သွားခွင့်မရပဲမဲခေါင်စည်းဝေးတက်သူဖြစ်နေတာတရုတ်ဝန်ကြီးချုပ်နဲ့တွဲဆုံခွင့်ရခဲ့ပါတယ်ဘေကျင်းတို့လည်းမရောက်ရှီချင်းပင်နယ်လည်းမျက်နှာချင်းဆိုင်ခွင့်မရခဲ့ပါရုရှားဒေသမင်းအောင်လိုင်ဟာမြန်မာနိုင်ငံရဲ့တရုတ်ဝန်ခေါင်းဆောင်ဖြစ်အသီးမှတ်ပြုတဲ့တခုတည်းသောနိုင်ငံလည်းဖြစ်လာပါတယ်ရုရှားဟာအနောက်ဆုံးရဲ့ဘယ်ကန်ဖြစ်နေပေမဲ့ ာနာတင်စေဖို့ကြုံများအတွက်တံပိုးမပြန့်နိုင်တဲ့ထောက်ကမ်းမှုကိုရရှိလာပါတယ်။ထရန်ရဲ့ခေကဘာဆင်မြန်မာရုရှားဟာပြန်လည်ခေါင်းထောင်လာပြီးအ ਨੇ ဆုံးဘရင်နဲ့လုံခြုံရေးကောင်စီမှဩဇာညောင်းလာမှာဖြစ်ပါတယ်။ရုရှားဟာစစ်ပွဲရေးရာတရုတ်လောက်အကြီးကျယ်ရင်းနှီးမမြုံနိုင်နိုင်ပေမဲ့လည်းအရေးပါတဲ့တန်ခင်းတမန်ခင်ပိုင်းအတွက်အာမခံ policy တစ်ခုဖြစ်လာပါတယ်။လက်ရှိမှာဖြစ်နိုင်ဖို့ဝေးသေးတော့လဲအကယ်၍တရုတ်မှ၎င်းတို့ဟာထောက်ကမ်းမှုယူသိမ်းသွားခဲ့ရင်ဘူတင်ရဲ့ထောက်ကမ်းမှုဟာရခိုင်ကားတဲ့ပို့ပြီးတော့ရေးပါတဲ့တန်တမန်ရေးရာကာကွယ်ဖြစ်လာပါမယ်။ ထရဟာဂရင်းလန်းနဲ့ယူကရိန်းတို့မှာရှိတဲ့တရားစာတာများပေါ်အခြေပြုပြီးကိန်းထွက်လာတာကြောင့်မြန်မာမှာရှိတဲ့တရားစာတာများကိုလည်းမျက်စောင်းထိုးလာနိုင်ပွဲရှိနေခြင်းဖြစ်ပါတယ်။မြေရှားတပ်တို့များအတရုံမှာအဓိကဝဲယူနေပေမဲ့လည်းမြန်မာမှာထွက်ရှိမှုဟာရခိုင်တကဘာလုံးပမာဏရဲ့၃ရာသီမှ၂ရာခိုင်နှုန်းမှ၁၄ရာခိုင်နှုန်းထိဖြစ်လာတာကြောင့်ထရမ်းမှာမျက်စိချလာမယ်ဆိုပါကရုရှားမှာအမေရိကန်မြန်မာပြန်ပေါင်းထုတ်ရေးမှာပွဲစားလုပ်လာနိုင်ပါတယ်။အခြေတော်အရှာနိုင်ငံများကအာဏာသိမ်းဖွဲ့ပြိုလဲသွားမယ်ရေးကိုစိုးရင်တကြီးစောင့်ကြည့်နေပေမဲ့လည်း မငင်းနိုင်တဲ့အချက်ကတရုတ်နဲ့ရုရှားမှ၎င်းတို့အားပံ့ပိုးပေးနေခြင်းဆိုသည့်ပင်ဖြစ်ပါတယ်။ပြည်သူတွေရဲ့ခိုးကန်တွန်းလှန်စေမဟုတ်ကြအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတင်နားဆင်ခဲ့တဲ့တရင်ပိသက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပတရင်ဒေါ်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစနစ်ပြအရွှန်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။